မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ31ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်မှာရှိတဲ့ခလာရ62အဆောင်ဂိမ်းနဲ့လဲကူမြို့နယ်မှာရှိတဲ့စစ်မှုထမ်းဟောင်းယုံကို Operation Flame OF အဖွဲ့ကမိုင်းခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ30ရက်နေ့ည9:30မိနစ်ဝန်းကျင်မှာ လဲကူမြို့နယ်ရန်ကုန်ပဲခူးလမ်းမပေါ်မှာရှိတဲ့စစ်မှုတန်းဟောင်းယုံနဲ့ည9:15မိနစ်ဝင်းကျင်အချိန်မှာမင်္ဂလာတုံမြို့နယ်ရွှေနသာရက်ကွက်အမှတ်3လမ်းမပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ82 အဆောင်ဂိတ်ကင်းစခန်းတို့ကိုအဝေးထိန်းပိုင်းကိုအုံပြုပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုအပြီးမှာရန်သူဘက်ကထိခိုက်မှုတချို့ရှိခဲ့ပြီးတော့အသေးစိတ်အခြေအနေတွေကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။ပောက်ကွဲတံတွေကြားရတယ်။ည8:15မိနစ်လောက်မှာမော်ဘီလေတပ်ကရဟတ်ရင်တွေနိမ့်နိမ့်လေးပြန်ပြီးတော့ဆလိုက်မီးတွေနဲ့အောက်ကိုထိုးပြီးတော့ရှာရာတွေတွေ့တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ အဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုစစ်စင်ရေးပြီးဆုံးပြီးတဲ့နောက်မှာတော်လိုင်းအဖွဲ့သားများအားလုံးဘေးကင်းရာကိုရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်မြို့ပြတော်လိုင်းရေးမဟာမိတ်များအားလုံးနဲ့အတူလက်တွဲပြီးတော့အချမ်းဘတ်စစ်ကောင်းစီတပ်ကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်ချိန်မုံသွားမှာဖြစ်ကြောင်းပြောကြားထားပါတယ်။မြောက်ပိုင်းညီနောင်တုံးဘွဲနဲ့အတူတော်လိုင်းအင်အားစုများရဲ့1027စစ်စင်ရေးအပိုင်းနှစ်ကိုအပြည့်အဝထောက်ခံပြီးတော့ရန်ကုန်မြို့ပြစစ်စင်ရေးကိုလည်းဟန်ချက်ညီညီဖော်ဆောင်သွားမှာဖြစ်ကြောင်းကို Operation Flame OF အဖွဲ့ကကြေညာထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းပလောမြို့နယ်ပလောကုန်းကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာစခန်းကိုဆုံခွာသွားတဲ့အတွက်နယ်မြေဝင်ရောက်ရှင်းလင်းတဲ့အချိန်မှာလက်နက်ခဲယမ်းများနဲ့စစ်တုံးဆောင်ပစ္စည်းများကိုသိမ်းဆည်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ29ရက်နေ့မှာအဲ့ဒီစခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပြူစောထီးများဟာစခန်းကိုဆုံခွာသွားခြင်းဖြစ်ပြီးတော့ ကရင်အမျိုးသားကာကွယ်တပ်ဖွဲ့ KNDO တရင်ခေါ်တပ်ခွဲငါတပ်ဖွဲ့ဝင်များကပြန်လည်ထိန်းချုပ်ကာငယ်မြေရှင်းလေးလုပ်ငန်းများလှုပ်ဆောင်တဲ့အချိန်မှာလက်နက်ခဲယမ်းများနဲ့စစ်သုံးဆောင်ပစ္စည်းများကိုပိတ်ဆီရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်စခန်းဟာလွန်ခဲ့တဲ့2021ခုနှစ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများဝင်ရောက်လာပြီးတော့ပြည်သူစစ်ဖွဲ့စည်းကာအခြေချတပ်ဆွဲထားခြင်းဖြစ်တယ်လို့သိရပါတယ်။ဂိတ်ဖွင့်ပြီးတော့ပြည်သူလူထုကိုငွေညှစ်ချင်းအကြောင်းမဲ့ဖမ်းဆီးခြင်းများစတဲ့ လမ်းသွားလမ်းလာပြည်သူများကိုဤမျိုးစုံနဲ့ဒုက္ခပေးတဲ့အကြမ်းဖက်စစ်သားများဖြစ်ကြောင်းသိရှိရပါတယ်။အခုလိုမျိုးပြည်သူလူထုကိုဤမျိုးစုံနဲ့ဒုက္ခပေးနေတဲ့အတွက်ကရင်အမျိုးသားကာကွယ်အဖွဲ့ KNDO တရင်ခွန်တပ်ခွဲ၅တပ်ဖွဲ့ဝင်များကမကြာခဏဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့ရိတ်ခါလမ်းကြောင်းကိုပိတ်ဆို့ဖြတ်တောက်ခံထားရကဇူလိုင်လ29ရက်နေ့မှာစခန်းကိုစုခွာသွားခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မခွေးတိုင်းရေစကြုံမြို့နယ်ကိုရင့်ကြီးပောင်နဲ့ကိုရင့်ကျွန်းကြားမှာ 3နိုင်ကန်ကြောင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ပြူစောတိ၄ဦးတေဆုံးကခရယများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ30ရက်နေ့မနက်၈နိုင်ခွဲအချိန်မှာပခုတ်ကူမြို့တပ်မတရားတွေကနေအတပ်ဘတ်စစ်ကောင်စီတပ်သားများနဲ့ရေစကြိုမြို့နယ်ဟင်းသာကြီးွာကပြူစောတိများပူးပေါင်းအင်အား60ကန်ရှိတဲ့စစ်ကြောင်းကိုကိုရင်ကြီးွာနဲ့ကိုရင်ကျုံကြားမှာတော်လိုင်းတပ်ဖွဲ့များကအသင်ဆောင်ကြိုပစ်ခတ်တိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ3နိုင်ကန်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီဘက်ကပြူစောတိ၄ဦးတေဆုံးခဲ့တယ်လို့သိရပါတယ် ပခုတ်ကူတက်မှတရက်တက်ကနေပြီးတော့ဟင်းသာပြူရွာကိုအရင်လာတာပြီးမှဟင်းသာကပြူစောထီတွေနဲ့ပေါင်းပြီးတော့စစ်ကြောင်းကိုဆက်ထွက်တာတိုက်ပွဲကတော်ကြသွားတယ်ကြားတယ်ဆိုတာကသူတို့ဘက်ကတက်လာလိုက်ပြစ်လိုက်နားလိုက်တက်လာလိုက်ပြစ်လိုက်နားလိုက်ဆိုတော့အဲ့ဒါကြောင့်ကြာသွားတာ တိုက်ပွဲဖြစ်ပြီးတော့ရှေ့ဆက်တက်မလာတော့ဘဲဟင်းသာပြူရာတဲကိုပြန်ဝင်သွားတာလို့ရေစကြိုပကဖကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အခုလိုတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကပြူစောတိ၄ဦးတေဆုံးက၄ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှေ့ဆက်တုံးနိုင်ခြင်းမရှိဘဲဟင်းသာပြူစောတိကျေးရွာအတွင်းကိုပြန်ဆုတ်သွားတယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားရာနေရာအားနေပြည်တော်နဲ့အချိန်မှာကာပိုင်ကြီးအတောက်၂၀၀ကပိုင်ကြီးပေါက်နှစ်ခု၄၀မမဘုံဒီတလုံးဂျီသူရီကြီးပေါက်တစ်ခု AK ကြီးပေါက်နှစ်ပေါက်နဲ့ 7.62G အတောက်20ရို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရေစကြိုမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိအောင်မြင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စိတ်ကောင်းဆောင်မင်းအောင်လှိုင်ကယာယီသမရကာကွယ်ရေးဦးစီးချုပ်ဝင်းကြီးချုပ် တုံးညီရယာဓုတုံးခုနဲ့ဒီကနေ့မှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံအစည်းအဝေးကိုခေါ်ယူပြီးတော့အရေးပေါ်6လတက်တန်းထတ်တုံးအောင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ22ရက်နေ့အကြံဖတ်ခေါင်းဆောင်မင်းအောင်လှိုင်ကယာယီတမရမြေဆွေဟာလက်ရှိကျမ်းမာရေးအခြေအနေအရစေကူတမှုခံယူနေရတဲ့အတွက်ယာယီတမရယာဓုနဲ့တာဝန်များကိုလွှဲပြောင်းရယူလိုက်ကြောင်းကြေညာပြီးတဲ့နောက်မှာယခုအခါ ယာယီတမရယာရုနဲ့ကာလုံအစည်းအဝေးကိုခေါ်ယူပြီးတော့6လတက်တန်းတိုးရန်ရှိတယ်လို့သိရပါဗျ။အချမ်းဘတ်စစ်ကောင်စီရဲ့ပြောခွင့်ရဇော်မဲလုံးကအချမ်းဘတ်စစ်ကောင်ဆောင်မင်းအောင်လှိုင်မှာအခြေခံဥပဒေဥပဒေပုံမှန်၄တက်ကိုအရာအာဏာ၃ရက်စလုံးရှိနေကြောင်းပြောကြားထားပါဗျ။ဒါကြောင့်ကာလုံခေါ်ယူတဲ့အချိန်မှာမင်းအောင်လှိုင်အနေနဲ့ယာယီတမရအနေနဲ့ဆောင်ရွက်သွားမှာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါဗျ။အဖွဲ့ဝင်၁၁ဦးရှိတဲ့ကာလုံမှာမင်းအောင်လှိုင်ကယာယီတမရ စစ်တပ်ကာကွယ်ရေးဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်သုံးညီရရာထူးများနဲ့ပထမဆုံးအကြိမ်ကာလုံအစည်းအဝေးဦးစီးခေါ်ယူကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကစစ်တပ်ကရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်ခြင်းမရှိဘဲလူလူရွေးကောက်တင်မြှောက်ထားတဲ့အစိုးရခေါင်းဆောင်များကိုဖမ်းဆီးပြီးစစ်အာဏာသိမ်းပြီးတဲ့နောက်6လပြည့်တိုင်းအရေးပေါ်တက်တန်းတိုးလာခဲ့ခြင်းဖြစ်ကြောင်းပြင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ကောင်စီကမနေ့က2023ခုနှစ်အတွင်းအထိမ်းအမှတ်အဖြစ်နဲ့အကန့်အသတ်နဲ့ထုတ်ဝေခဲ့တဲ့ဆိုတဲ့2000တန်ငွေဆက်ကိုအသက်များဟာပြည်သူများကြားမှာပမာဏအရေးအတွက်များစွာနဲ့လေပတ်ပြတ်နှံ့လာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ့်အချမ်းဖတ်စစ်ကောင်စီက2023ခုနှစ်ဇူလိုင်လ31ရက်နေ့မှာ စင်ဖြူတော်ရဲ့တနှစ်ပြည့်မွေးနေ့နဲ့မာရဝီစီယာဖျားဆင်းသူပြီးစီးတဲ့အထိမ်းအမှတ်အဖြစ်နဲ့ငွေကျပ်2000တန်များကိုထုတ်ဝေခဲ့တယ်လို့သိရပါတယ်။ငွေကျပ်2000တန်များကိုပမာဏအများပြအလုံးရင်းနဲ့ရိုက်နှိပ်ခဲ့တော်လဲပြည်သူများကြားမှာငွေကြေးဖောင်းပွားမှုဖြစ်ပေါ်နိုင်တဲ့အခြေအနေများကြောင့်စစ်ကောင်စီကပမာဏအများပြနဲ့အလုံးရင်းကိုဖြတ်ဝေခြင်းမပြုခဲ့ဘူးလို့သိရပါတယ်။ ဒါပေမဲ့ဖြည်းဖြည်းချင်းပုံစံမျိုးနဲ့စစ်ကောင်စီကငွေဆက်ကို2000တန်များကိုဖြန့်ဝေလျက်ရှိရာယခုအခါမှာလူလူတွေကြားထဲမှာငွေဆက်ကိုအသက်2000တန်များပမာဏအများအပြားပြန့်နှံ့လာခြင်းဖြစ်ကြောင်းစုံစမ်းသိရှိရပါတယ်ရန်ကုန်မြို့ကုန်းတယ်လန်းနဲ့စုလေဖျားလန်းထောက်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံမြမစည်းဝါးရေးဘဏ်ငွေစုဘဏ်ခွဲ3ကငွေထုတ်ခဲ့တဲ့ငွေစုသူပြည်သူတို့ကဘဏ်ကနေပြီးတော့အခုရက်ပိုင်းအတွင်းငွေဆက်ကိုအသက်2000တန်များ ထုတ်ပေးခဲ့တယ်လို့သိရပါဗျ။ထုတ်ယူတဲ့ငွေကြေးရဲ့ဆယ်ရာခိုင်နှုန်းကို2000ဒံများထုတ်ပေးနေခြင်းဖြစ်ကြောင်းပြောဆိုထားပါဗျ။ဒီရက်ပိုင်းမှာငွေစုဘဏ်ခွဲ3ကနေပြီးတော့ငွေသိန်း20သွားထုတ်တာ2သိန်းကို2000ဒံဆယ်ရွက်ထုတ်ပေးတယ်။ကျန်တဲ့18သိန်းကတော့1000ဒံငွေဆက်ကူအစ်စ်တွေပါလို့မြမစီဝိုင်းဘဏ်ခွဲ3မှာငွေစုသူပြည်သူတူကပြောဆိုထားပါဗျ။ UMFCCI ကအဖွဲ့ဝင်စီဝိုင်းသမားတူကလည်းစစ်ကောင်စီအနေနဲ့ငွေဆက်ကူအစ်စ်2000ဒံများကိုနီလန်အမျိုးမျိုးနဲ့တဖြည်းဖြည်းဖြန့်ဝေနေတဲ့ပုံစံရှိတယ်လို့ပြောဆိုထားပါဗျ။ကျွန်တော်တို့သိရသလောက်ကတော့ဝင်ကြီးဌာနတင်တာ ွေကိုငွေပြန်ထုတ်ပေးတဲ့အချိန်မှာငွေဆက်ကိုအသက်2000နန်နေပေးတာတွေရှိတယ်။နောက်ပြီးတော့အစိုးရဗန်တွေကနေပြီးတော့ငွေထုတ်တာမှာရာဂိုင်နှုန်းတစ်ခုကို2000နန်နေညှက်ပေးတာတွေရှိတယ်။ပုပ်ပလိကဗန်တွေကတော့အလုံးရင်းနဲ့ထုတ်ပေးတာမျိုးတော့မတွေ့ရသေးဘူး။တိုင်းနဲ့ဖြန့်ခဲ့တဲ့တနှစ်ပြည့်တဲ့အချိန်မှာတော့အခုလို2000နန်တွေဟာပြည်သူလူထုကြားမှာအများကြီးမြင်လာရတာရည်ရွယ်ချက်ရှိရှိနဲ့တဖြည်းဖြည်းနဲ့ဖြန့်တဲ့သဘောပဲလို့ပြောလို့ရမယ်လို့ UMFCCI ကအဖွဲ့ဝင်စီးပွားရေးသမားတို့ကတုံ့တက်ပြောဆိုထားပါရယ်အကြမ်းဖက်စစ်ကောင်စီကလာမယ့်ဩဂတ်လ10ရက်နေ့ကစတင်ပြီးတော့တနိုင်ငံလုံးမှာရှိတဲ့ဝန်ထမ်းနဲ့အငြိမ်းစားဝန်ထမ်းများတသန်းခွဲကျော်ကိုလက်စင်ငွေကြက်3000တောင်းမြင့်ပေးမှဖြစ်ကြောင်းကြေညာထားရာ2000နိုင်ငွေဆက်ကူများပုံမိုတုံးဆွဲလာနိုင်ပွဲရှိတယ်လို့ UMFCCI အဖွဲ့ဝင်စီးပွားရေးသမားတို့ကတုံ့တက်ပြောဆိုထားကြောင်းပြင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတအူးလက်နက်များကိုယူဆောင်လာပြီးတော့လင်းဝင်လာတဲ့အတွက်ကြောင့် ငွေကျပ်350ချင်းမြင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ28ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတဦးဟာ G3 တနက်တလက်ယူဆောင်လာပြီးတော့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ထံမှအလင်းဝင်ရောက်ခဲ့တဲ့အတွက်ကြောင့်ငွေကျပ်350ချင်းမြင့်ပေးခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့တောင်သာပတ်ကောက်ဖအနေနဲ့တော့350ချင်းမြင့်ပေးလိုက်တယ်။ပြည်သူလူထုကတသက်ချင်းမြင့်တဲ့ငွေကစရဲအတိအကျမရသေးပါဘူး။လက်တဆုပ်စာရှိတဲ့စစ်ဘုံချုပ်ကြီးတွေအတွက်လုံးဝပေးဆက်စရာမလိုတော့ဘူး။ ပြည်သူ့ဘက်ကိုဂုံတိုက်ခါရှိစွာနဲ့ပြောင်းပြီးတော့ပြည်သူ့ရင်ခွင်ကိုခိုးလုံလိုက်ပါလို့ Scorpions People Defense Force အဖွဲ့ကတာဝန်ရှိသူတွေကပြောဆိုထားပါတယ်။အဲ့ဒီအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားကိုလွတ်မြောက်နယ်မြေကိုပို့ဆောင်ရန်စီရင်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခမောင်။အခုလိုမျိုးမြန်မာတနိုင်ငံလုံးဝဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်။